ညနေ၄နာရီလောက်အဲ့ဒါနောက်ခွေးထွက်နေတဲ့ဟိုပေါ့အစိမ့်မလို့ခေါ်မှာပေါ့ဟုတ်ကဲ့အဲ့ဒါအမကြီးတွေအောင်လို့လမ်းခေါ်ခေါ်ရခေါ်တာသူကနောက်လိုက်ကြပျောက်သွားဟောကျွန်တော်အဲ့ဒီလိုပေါ့ဘုံရပြန်ည၈နာရီလောက်အဲ့မှာဆင်းလာပြီးတော့ ချက်ကိုလိုက်လို့မမြင်လိုက်သေးလားမြင်တော့မဲမဲပဲမြင်မဲမဲပဲမဲမဲကျွန်တော်ထားနေတာနောက်ကအရေးလာထိုးပြီးတော့ပြန်ကြည့်တော့လည်းမတွေ့ဘူးအဲ့တော့သူကမှန်မှာတော့တွေ့တယ်အရေးပေါ်သွားနေတဲ့ပုံပေါ့ဗျာဒါပေမဲ့ပြန်ကြည့်ရင်ပျောက်သွားပျောက်သွားအဲ့အဲ့ပိတ်တယ်အားလုံးမင်္ဂလာပါ9 PM အစီအစဉ်ကနေကြိုဆိုပါတယ်ဒီစီဇန်ကတော့ရောရခက်မရောရခက်ကိစ္စတွေအကြောင်းတိဆက်ပြီးသွားပါပါဘယ်လိုကိစ္စမျိုးတွေလဲဆိုတော့တဘာဝလို့ဖြစ်ရဆန်းနေပြန်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့လေဒီလိုအကြောင်းအရာတွေကိုကြုံတွေ့ပြီးတဲ့လူတွေကိုလိုက်လံမေးမြန်းပြီးတော့ကျွန်တော်ကိုယ်ဆက်စုမဲ့အစီအစဉ်ပေါ့လေအဲ့တော့ပထမဆုံးအနေနဲ့ ကျွန်တော်ဒီလိုမျိုးစီတေးတွေကိုယ်တိုင်တွေ့ကြုံမှုရယ်ဆိုရက်အဖားတယောက်ကိုကျွန်တော်လိုက်ပြီးပါမယ်။ကဲလိုက်ခဲ့ကြအောင်။ဗိုင်းမင်္ဂလာပါဗျ။မင်္ဂလာပါဗျ။ဘာနာမည်နေနဲ့မိတ်ဆက်ပြီးပါအောင်။ဦးဝင်းဝင်းလို့ခေါ်ပါတယ်။ဦးဝင်းဝင်း။အဖားဦးဝင်းဝင်းကဘယ်ဒေသလဲ။တရားဝင်တိုင်းကျောင်းကုန်း။အော် ERI တိုင်းကျောင်းကုန်း။ ERI တိုင်းကျောင်းကုန်းဆိုတော့ဒါအဖားရှေးလူကြီးလေးဖြစ်တော့အဲ့ဘက်မှာရောနည်းနည်းဗျာကျွန်တော်တို့ဒီမျိုးမှာတိတ်မတွေ့ရတဲ့တဘာဝလုံးဖြစ်ရဆန်တွေတရေတစီကိစ္စမျိုးရှိလားဗျာ။ဟုတ်ကဲ့ရှိကြပါဘူး။ကြုံတွေ့ခဲ့ဘူးတော့ရှိလား။ဟုတ်ကဲ့ရှိပါဘူး။ဟာလား။ ွားတွေ့ကြုံတွေနဲ့ညှောက်ယူပြီးပါအောင်ဗျာ။အော်အဲ့ဒါပြောရမှာဆိုရင်တော့ကျွန်တော်ခန့်တင်ရဲ့ပေါ်လေးဟုတ်အခုထိတည်းရှိပါတယ်။အော်ရင်ထဲလည်းရှိအခုလည်းရှိရှိတယ်။အဖကကြုံခဲ့ဘူးလား။ကြုံခဲ့ဘူးပါ။ဟာလည်းပြောပြပါအောင်ဗျာကျွန်တော်စိတ်ဝင်စားပါဘာလို့ဆိုရင်တော့ရွာမှာပေါ့လေဟုတ်ကဲ့ရွာမှာပေါ့ပြတော့အဲ့ညနေ၄နာရီလောက်ပေါ့ဟုတ်ကဲ့အဖရွာနာမည်လေးစကားပြပြအောင်ရွာနာမည်လေးချက်ရွာနာမည်ရင်းနိုင်ဘူးလို့ခေါ်ရာရင်းနိုင်ဘူးရင်းနိုင်ဘူးရင်းနိုင်ဘူးဟုတ်ကဲ့အဲ့ဒါညနေနောပြန်သွင်းတဲ့အချိန်ပေါ့ဟုတ်ကဲ့၄နာရီပေါ့၅နာရီလောက်အဲ့ဒါနောက်ခွေးထွက်နေတဲ့ဟောပေါ့အစိမ့်မလို့ခေါ်မှာပေါ့လေဟုတ်ကဲ့ အဲ့ဒါအမကြီးတွေအောင်မလို့လမ်းခေါ်ခေါ်ခေါ်နေသူကနောက်လိုက်ကြပျောက်သွားဟောဖေးဝင်လာမှာပျောက်သွားအဲ့အမကြီးဟုတ်တယ်အစိမ့်မအစိမ့်မဟုတ်တာဟုတ်တယ်အဲ့လိုတော့ဒါကြုံခဲ့တာပေါ့ဗျာဟုတ်ကဲ့အဲ့တော့ဒါခန့်ငယ်ရေပေါ့လေဟုတ်ကဲ့ခန့်ငယ်မှာပဲကြုံတာပဲလားအမအဒီဟိုကြီးတော့လေအသက်နည်းနည်းရလာတော့လေ50ရောလောက်လဲကြုံဘူးပါတယ်အဲ့ဒါဘာလို့ကျွန်တော်ရွာနဲ့ဂျိုးချောင်းဝင်အမပစ်တပင်ဆိုတာရှိဟုတ်ကဲ့ဗျာ တက်ပင်ကြီးနည်းကောက်ကိုပင်ကြီးပေါ့။အော်နမေနမေကစမ်းတယ်တက်ပင်ကတော့တက်ပင်ကြီးတက်ပင်ကြီး။ကျွန်တော်ကတက်ပင်ပဲတက်ပင်ပေါ့။ဟုတ်ကဲ့။ကောက်ကိုပင်ကြီးပေါ့။ဟုတ်ကဲ့။အားအဲ့မှာကျွန်တော်အဲ့ဒီတော့ဘုံရပြာညာ၈နာရီလောက်အဲ့မှာဆင်းလာပြီးတော့ကြက်ကိုလိုက်လို့ကျွန်တော်ကိုလေ။ဟုတ်။အဲ့ဒါကြက်လို့တော့ကြက်ကလည်းလက်ထက်ကြောင်မှမပြီးတော့ဘလိုပုံစံမျိုးကြီးလဲဗျာမမြင်လိုက်သေးလားမြင်တော့မဲမဲပဲမြင်တယ်မဲမဲအနံ့နေပါရောအနံ့လည်းမသိတော့ဘူးပေါ့ကြောက်မှာဟုတ်ကြောက်ဟုတ်ကဲ့အဲ့တော့အနံ့ပါဘလုံးမသတိမထားဘူးဟုတ်ကဲ့ အဲ့တော့နောက်ကတယောက်လိုက်လာလို့နောက်မဆိုလူကြီးတယောက်ပြောငယ်ဟိုကနဖန်းသက်မှာအဲ့လိုတော့ပြောတယ်ဟုတ်ကဲ့ဗျာသမကောတော့နဖန်းသက်တဲ့အဆင်တော့မခံမခံလားဗျာသမလက်ထက်ကျက်ကတော့ပြန်မတွေ့ကြောက်ပါဟုတ်ကဲ့အဲ့ဒါအဲ့ဒါကြုံဘူးပါဟုတ်ကဲ့ဒါအဖရွာမှာအပြင်တခြားအဖပဝင်းကျင်လီးဆက်တဲ့သူမျိုးအတိုင်းဝိုင်းနေမှာအဲ့လိုကြုံခဲ့ရတာလေညတွေ့ဘူးလားရရှိသေးလားအဲ့လိုတော့မရှိဘူးအဲ့တခါတော့လောကအဘွားဘွားမှာကိုယ်တိုင်ကိုကြောက်ကိုယ်တိုင်ကိုကြောက်ကြုံတွေ့ခဲ့တာကြုံတွေ့တယ်ကိုယ်သူကကြက်ကိုတဲ့အလူခါရတယ်ဟုတ်ကဲ့ဟိုပထမကျွန်တော်ပြောတာကတော့ဒါ အစိမ်းမှန်တွေ့လာဟုတ်ကဲ့ကိုရန်ကိုကြကိုရီးကျော်နာဖို့ပဲနဲ့တဆင့်စကားနဲ့ကြားတာတွေဘာတွေရောရှိလားအဲ့ဒါတော့ရှိတယ်ပေါ့ဗျာရှိမှဒါပေမဲ့ကိုရီးကတော့အဲ့ဒါကြီးထည့်ပြောတာပြောပေးမယ်လေအာအဲ့ဒါရောအများကြီးဘာဘာအတွေ့အကြုံတွေညှောက်ဝေးလေဗျာအဲ့ဒါကတော့ဒါကျွန်တော်ဟိုမြောင်ဘက်ရောက်သွားပြီညာဟုတ်ကဲ့ဟုတ်ကဲ့မြောင်ဘက်မှာကျတော့အမျိုးသမီးကမြောင်အောင်ကိုညာဟုတ်မြောင်ဗေဒိတာမြောင်ဆိုတာကလည်းဒါဟောပေါ့ကျွန်တော်အရာဝီတိုင်းမှာအရာဝီတိုင်းမှာဟုတ်ကဲ့ဟုတ်ကဲ့မြောင်ကြံရင်းဆိုတော့ဟုတ်ကဲ့အဲ့မှာကျွန်တော်နေတော့ရတယ်ဒီလိုပဲအဲ့ဥက္ကလာဆိုတဲ့အဖိုးကြီးကဟုတ်ကဲ့ကျွန်တော်ကမကြည့်ဘူးမှာလာလာထမ်းရတော့ထမ်းရတော့တော့သူက ဟောပေါ်ကျွန်တော်အဖို့ရတော်တာပေါ့ဟုတ်ကဲ့တော်ညာခုနကဆယ်တိုင်းမှပြန်တာအဲ့ဒါနဲ့ကျွန်တော်ကစရတယ်အဖကခင်ဗျားစောစောပြာခင်ဗျားတို့ရတပတ်လူမယ်ကောင်းလေးမင်းပေါ့ရပြောနေတာအဖမကြောက်ဘူးကြည့်တလားအခုရှိပါတယ်ပြာလာထိတ်ကလက်ပံမြန်ဆိုဟုတ်ကဲ့သရနာမှာလေအဲ့ရနဲ့ဆင်းပြီးတော့သူ့ကိုအဲ့လိုကြက်ကြက်လူရဲ့နှဖန်းသက်ဟာအဲ့တော့စိန်နဲ့ပြန်တက်လာလူတွေတို့နှုတ်ဆိုသူတို့ကတော့ချွတ်ပြင်းတယ်ချိုးတွေထွက်ပြီးတော့ဟုတ်ကဲ့အဲ့လိုတွေဒါဓာရီဘက်မှာတော့အဲ့လိုမျိုးရှိရှိတာပေါ့ဟုတ်ကဲ့ရှိပါအဆုံးတိုက်နဲ့တိုက်တယ်ရော စိုးရနိုင်တယ်ရှိတယ်ဗျဟုတ်လားဟုတ်ပါဘူးအမအဲ့လိုမျိုးတစင်စကားတစင်နာကြားလို့ရတော့ပြောမယ်ဆိုရင်တော့ဗျာဟိုဟာပေါ့အဲ့လိုပြူစားတာတွေပေါ့ဟုတ်ကဲ့ပြူစားဆိုတာတော့ဒါဟိုကျွန်တော်ဟိုအဲ့ဒီအထက်မှာနေတော့အုံခုံပေါ့ဟုတ်ကဲ့အုံခုံကမခင်ဝဲဆိုတာလားအဲ့လိုပေါ့ထောက်စားရတာဒါတို့ပြန်ဆိုင်ရတာဟုတ်ရှုံးတဲ့လူကမကျေနပ်တာဟုတ်ကဲ့ဘာဘာဘာဆိုင်တာ ကောက်ဆိုင်တာကောက်ဆိုင်တာဟုတ်ကောက်ဆိုင်ပြိုင်ပွဲပေါ့ပြိုင်ပွဲဟုတ်ကဲ့သူတို့ကအရင်ပြီးတယ်အော်နောက်ကကောက်ဆိုင်ပြိုင်ပွဲဟာစကားဆာပါဟုတ်တယ်ဟုတ်တယ်အဲဒီကောက်ဆိုင်ပြိုင်ပွဲမှာသူတို့ကမကျေနပ်တော့ဟုတ်အဲ့တော့ပညာတဲ့ခိုင်းလောက်အဲ့ဒါကြီးလည်းဟိုမြင်လည်းမြင်ဘူးတယ်တွေ့လည်းတွေ့ဘူးပြောအဲ့ဒါကသူကငားလောက်တာငားလာဆိုတာအစာကျွေးတာဟုတ်ဘာလို့အစာကျွေးဆိုတာအမဲလာကျွေးပြီးတော့လောက်တာဟုတ်အဲ့တော့ခုနကကျွန်တော်ပြောတဲ့အောက်လန်းဆရာပေါ့ဟုတ်ကဲ့သူ့ကိုခေါ်ကူးတဲ့ဆရာသူကအဲ့ပညာလောက်တဲ့ကောင်မလေးကအလောက်ကနေကောင်မလေးကဝက်လက်စလေးကိုပြတ်သွားတယ်ဟုတ် အဲ့ရင်ဘာမှရှောက်ပြေးရောတယ်မပြေဘူးကျိုးချီတာဟုတ်အဲ့ခန်းထဲမှာထည့်ပြီးတော့ကျိုးချီတာပြောတယ်ဆိုရင်တော့လူမျိုးမကောင်းဘူးနော်ဟုတ်လားဟာဘာလူမျိုးမကောင်းဆိုတာခဏလေးဘာကျွန်တော်ဖက်စီအဘဖက်မရှိဘူးကျွန်တော်တွားယူပြီမှာနော်ဟုတ်ကဲ့ပါကျေးဇူးပါဗျာဟုတ်ကဲ့ဗျာဟုတ်ပါပါဟုတ်ကဲ့အဲ့ဒါနဲ့ဗျာသူကအဲ့ဒီလိုပေါ့အောင်းလဆရာပေါ်ပြီးတော့ပြင်တာပေါ့ဟိုကလာတော့အဲ့ဒီလိုပေါ့မိထွန်းတာပေါ့ဗျာဟုတ်ကဲ့ဟိုဟိုကပေါ့မိထွန်းတယ်ဆိုတာမိထွန်းတယ်ဆိုတာအောက်မှာသူကစီခံပြီးတော့ဟုတ်ဖွက်ကလေးနဲ့ဟုတ် 哎，那句话话哩，就那不嘞，广州那边要豆浆豆腐哩。啊，第二句话，松桃那也多。啊，都是今年子呀。啊个，那没嘞，到我老嘞家来教，给干干些都可以的。本来老们来也过年了，老我们啦，咱们有米有豆来样。啊，没话咯，都都有些个嘞，就那老干的哦。啊个，那那不有那个，不有的，听他讲话。啊。 ။ဟုတ်အောက်လန်းဆရာနေအောင်ပြန်။အောက်လန်းအောက်လန်းပေါ့ဘူးအောက်လန်းဆရာခုတာ။ဟာပညာတွေကအဲ့ဒီခုနကပေါမလေးကိုလောက်တာ။လောက်တာ။အဲအဲ့ရာကိုသူ့ပညာကိုမနှုတ်ခိုင်းတော့ဘူးကတခါတခါဟုတ်တာဟုတ်တယ်အဲ့ဒီ။အဲ့တော့စူးစူးရပါပဲ။အဆိုးရဆိုးရ။အဲ့ဒီအထက်ပိုင်းနေဆိုဂျင်ကားကုန်းလိုပါလို့ဆိုတာဒါရှိတယ်။ဒါကတော့ကျွန်တော်ခုခေတ်ကြီးမှာကြတော့ဘယ်တော့ပဲတိုးတက်တယ်ပြောပြောဒါလူငယ်တွေကတော့ကျွန်တော်လူငယ်လူငယ်ပိုင်းတော့ကျွန်တော်ထိုင်ငယ်အရွယ်ကြီးရလဲဒါမျိုးတွေတိတ်မယုံကြည်ကြဘူးဗောလေဒါကတော့မျိုးကြီးပြားကြီးမှာတော့တိတ်မရှိဘူးဆိုပေမဲ့နေဘက်တွေမှာတော့ညားရတယ်ဟုတ် အခုလူငယ်တွေကတော့သွားပြောမယ်ဒါ user ဖြစ်ပါတယ်အခုဒါပြောမယ်ဆိုရင်ကျွန်တော်ကိုမြောင်ဘက်မကြီးကွန်းတော့ဟုတ်ကဲ့အဲ့ဒီဟွာတော့ပါဆိုရင်ငါးကွန်းတော့ဆိုရင်လပ်ပြလာကွယ်မိလုံးတွေပြက်ကစားတာဟုတ်မိလုံးကစားရဲဆိုတာဘယ်လိုမျိုးလဲမိလုံးသူပညာပေါ့ဗျာဟုတ်ပညာအထက်မထက်ပေါ့အဲ့လိုပေါ့အဲ့ဒီဘိုးဘုံတက်ပြီးတော့ကစားကြတာအကြီးကြီးပေါ့လေဟုတ်သူကဟွာပေါ့လပ်ပြလာကွယ်ဟုတ်အဲ့လိုကစားကြတာ အဲ့ဒါထွက်ကြည့်ဒီလိုပဲဟောဖြစ်တာဒါပညာပဲဒါဘာကြီးအဘားတို့ကြတော့ AC မြင်နေကြဆိုတော့မြင်နေကြဆိုတော့ဒါဘာသိမထူးဆန်းတော့ဟောလေးပညာပဲဒါသူတို့ပညာတွေပါရေနည်းနည်းဆန်းတာပေါ့ဒါကိုအသိရပေါ့ဗျာအဲ့လိုပေါ့ကိုမသိတဲ့နေကတော့သူကသူဟောပေါ့တရားမီလိုလိုဘာလို့ပြောကြမှာပေါ့ဟုတ်ကဲ့အခုလူတွေကတော့ဗျာဒီလိုအတူအကြုံမရှိတော့လဲဟုတ်ကဲ့ပြောမစို့ယုံချင်မှယုံပါဦးဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့တွေကတော့ယုံလဲယုံလို့ဟာကြောက်လဲကြောက်တယ်ပေါ့ဗျာတကယ်အကြောင်းဖြစ်လာရင်ကိုကြောက်เสียရလေဟုတ်ကဲ့အဲ့လိုဆိုတော့ ကိုမြင်ရတာမဟုတ်ဘူးလေဟုတ်တကယ်ဖြစ်လာရင်သူကဘာမှကိုရလက်ထီစေမရှိဟုတ်တယ်ဟုတ်တယ်အဲ့လိုအဘမောမောအဘပဝင်ခြင်းမှာအဲ့လိုမျိုးအွန်လိုင်းဆရာကြီးပညာသင်ရေးနဲ့ကြုံခဲ့ဘူးလားမရှိလားအဘပဝင်ခြင်းမှာကြုံခဲ့ဘူးတူအဲ့ဟိုပါအုံချိန်ဆိုတဲ့သူပေါ့ဟုတ်ဘယ်နေသားမှာကြုံခဲ့ရလဲကြာကျွန်တော်ဒီဟိုလေးအရွယ်တိုင်းဟိုပါကျွန်တော်ရင်းလိုက်ဟုတ်ကဲ့သူကတောညူသားဟုတ် 阿拉爸做做，哎，老舅他老做，真好，原来厉害，就叫我们家啦。哎，买这批药，那批药，哎，老少的呀，哎，就放到库房里。哎，老吃了，可能是适应不了。到八里路有票啊？八里路那时候的话，走路回来，我别人家的有票。 သူ့သမီးကိုအဲ့လိုပညာနဲ့လှုပ်လာတော့အာမရပညာတက်အာအဲ့ကြောင့်သူ့မရသူ့သမီးကိုခိုးလာတော့အဲ့ဆရာကိုပြန်ပြီးတော့ကစားစားကြည့်တာဟောအဲ့ဆရာကမမိမတယောက်ပြီးတယောက်အတယောက်ပြီးတယောက်ပြီးတော့အဲ့အောင်လမ်းပညာနဲ့ပြူတာဟုတ်တယ်ဟုတ်တယ်အဲ့လိုအောင်လမ်းပညာနဲ့လှုပ်တာဟာအဲ့ကြောင့်အောင်လမ်းပညာနဲ့ပြူစားတာပေါ့ဗျာပြူစားပြီးတော့ဆေးပြေမယ်ဆိုရင်သူကပြန်လှုပ်ပေါ့ဟာသူတော့ပညာတက်တာဟုတ်ဟာအဲ့ဒါဆေးမပြေအောင်သူကပြန်လှုပ်ရင်ဒီကလေးမတွေပြန်ရင်စိတ်မရှိဘူးနှမဆိုသူကဆေးပြေပြန်ကျင်တာဟုတ်အဲ့အဲ့လိုနဲ့သူကဆေးရောက်ပြီးတယောက်တယောက်ပြီးတယောက်သူကယူလာတာ အဲ့နောက်ဆုံးတစ်ယောက်လည်းကြာသူ့ကိုအဲ့လိုပြန်လောက်အဲ့ဒါမှ तू ကသုံးလလောက်ခံတယ်ဗျအဲ့လိုပဲသွားတယ်တပိုင်ပင်တလိုင်လိုင်ပေါ့ဗျအဲ့ဒါနဲ့ပဲနောက်ပိုင်းတော့ဟိုပါပေါ့ဘုံနာလဲပြီးတော့ဒေးတဘောရောက်တာဟုတ်လားအထက်လမ်းဆရာကြီးပါရောက်ကြုံဘူးလားအထက်လမ်းကတော့ तू ကဟိုပါကြုံတယ်ဒါမှ तू ကမြစ်တာနဲ့ကူတာမြစ်တာကူတယ်ဆိုတာခမရောက်ရိုက်ချင်းပြုတ်ချင်းမရှိဘူးဟုတ်ကဲ့ तू ကဟိုပါပေါ့ဗျဆရာကြံခံနေမဲ့ကူတာပေါ့သူကတော့ဟိုအောက်လမ်းလုံးတော့မဟုတ်ဘူးရှိပါတယ်ကျွန်တော်ကိုမကြည့်ခွင့်မှလဲအဖဆန်တိုင်းတို့ဘာလို့ဆိုရှိတယ်အဲ့လိုပဲ तू ကအထက်လမ်း မြေတာနဲ့ပဲဟုတ်တယ်အဲ့ဒါလို့ရှိရင်အဘကခုနဒီဘယ်လိုပြောမလဲအဘရဲ့ဇာတိတဲ့ရမှာအဲ့လိုမျိုးသုံးတဖေသဘာဝလိုဖြစ်ရတဲ့နေကြုံခဲ့ဘူးရပါတယ်အဲ့တော့ခုရန်ကုန်မြို့ရောက်လာပြီရန်ကုန်မြို့မှာအဘကြုံခဲ့ဘူးလားရှိလားဟုတ်ကဲ့ကြုံခဲ့ပါတယ်ဒါကြုံခဲ့နေတယ်မပြောပြပါနဲ့နမိတော့ထဲမှာပြောဝဲပါလေအခုနေနေလူတွေလောက်ဟုတ်ပဲကျွန်တော်လောက်ခဲ့တဲ့နေရာပေါ့ဗျာဟုတ်ကဲ့အဲ့ဒီနေရာကတော့နည်းနည်းရိပ်ရောင်တော့ပြတာပေါ့အဆောက်အဦလားဆောက်အဦပေါ့အဆောက်အဦမှာတော့ဒါနည်းနည်းကိုကဘာဖြစ်တော့လဲအနေလေးနဲ့ကြာတော့အဲ့မှာရိပ်ရောင်လေးကတော့ပြတာခြေတံပေးရလား ခြေတံပေးတာမဟုတ်ဟိုဟာပေါ့လူရိုက်သဘောပေါ့ဟာလာအဲ့ဖြစ်ပြလေးပြောပြပြီပေါ့အဲ့လူရိုက်သဘောဆိုတာကျွန်တော်ကထားနေတာနောက်ကအရိပ်လာထိုးပြီးတော့ပြန်ကြည့်တော့လည်းမတွေ့ဘူးအဲ့တော့သူကမှန်မှာတော့တွေ့တယ်အရိပ်ပေါ့သွားနေတဲ့ပုံပေါ့ဗျာဒါပေမဲ့ပြန်ကြည့်ရင်ပျောက်သွားပျောက်သွားအဲ့အဲ့အဲ့ဒါကြီးတော့ကြုံခဲ့တာဟုတ်အဲ့တစ်ခေါက်ပဲလားပါတခြားတွေရှိသေးတာအဲ့အဲ့တစ်ခေါက်ပါပဲကျွန်တော်တော့မတွေ့ဘူးအမဒီလုံးဖော်ကိုင်ပက်တွေတော့မအဲ့လိုကြုံတဲ့အကြောင်းတွေပြောရတာတွေပဲရှိသေးတာမရှိဘူးမရှိဘူးအဲ့တော့လည်းနှစ်ယောက်ထဲဟုတ် သူလည်းသူလည်းဒီရောက်ပြောကိုလည်းဒီရောက်ပြောဆိုအနှစ်ယောက်လုံးကြည့်နှစ်ယောက်လုံးမြင်ဟာမြင်ရတယ်သူလည်းအဲ့ရောက်ပြောဆိုတော့ရိုးတော့မပြောတော့ဘူးပြောမတော်တခြားလုံးဖော်ကိုက်ပဲဒီမှာဒီရန်ကုန်မြို့မှာအဲ့အလုပ်တစ်ခုတည်းမဟုတ်ပဲတခြားအလုပ်ဒီမှာဘာကြုံနေရရှိသေးလားတခြားအလုပ်ဒီမှာတော့မကြုံပါဘူးဟုတ်ကဲ့အဖိုင်အကျုံးကြွားရည်လည်းတော်တော်ဆုံဆုံလေးဖြစ်သွားပြီအဖိုင်အတွေ့အကြုံလေးမျှဝေပြီလို့လဲအများကြီးကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်လာတော့တော့နည်းနည်းမမမမဲပါလိအခုကလင်းရင်းချင်းဖြစ်သွားပြီကျွန်တော်လည်းအိမ်ပြန်ရဲသွားပြီပြန်တော့ဖယ်ပါဟုတ်ကဲ့ပါခုပြူပါဟုတ်ကဲ့ပါအားပြော အဘာတွေ့ကြုံတွေမျှဝေပေးရတဲ့အထူးကျေးဇူးတင်ရှိပါတယ်။ကဲကျွန်တော်တို့ရဲ့ 9pm ဆိုတဲ့အစီအစဉ်ကတော့ဒါ Vidia page မှာအသစ်တင်တဲ့အစီအစဉ်တစ်ခုပါလေ။ဒီအစီအစဉ်မှာတော့ဒါတဘာဝလွန် PSN နေတစီသေးရိတ်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့အကြောင်းအရာတွေတက်ဆက်ပြီးသွားမှာပါပေါ့လေ။ဒီနေ့မှာလည်းဒါဒီဘက်မှာကျွန်တော်တို့ကူညီပေးခဲ့တဲ့အဖောက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့်အပိုင်းတွေမှာလည်းဒါဒီလိုမျိုးဘယ်လိုပြောမလဲထူးထူးဆန်းဆန်းဖြစ်ရတဲ့ကိုတက်ဆက်နိုင်အောင်ကျွန်တော်အဆောင်ကိုကြိုးစားသွားမှာပါ။ပြည်သက်တွေကြားရမှာလည်းဒါကျွန်တော်တို့ဒီဆာဝါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြင်နာရီဝေဖန်ကြင်နာရီရှိရဲ့ ဒါမှမဟုတ်လို့ရှိရင်ပြည်သက်တွေကိုယ်ကကြုံတွေ့ခဲ့တဲ့ကိစ္စမျိုးရှိရဆိုလို့ရှိရင်လည်းကောမန့်မှာဆွေးနွေးပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဗျ။ဒါပြောဒီစီစဉ်အဆုံးထိစောင့်ကြည့်ပေးပြိတ္တတွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်။ပြိတ္တတွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါသည်လို့ဆုတောင်းပေးနေတဲ့ဒီစီစဉ်ကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်ဗျ။